နေပြီးတော့အစ်တထပ်မှဖန်တီးလိုက်တဲ့ Huawei XM Mate 7နဲ့ G7 handset များကိုကျွန်တော်မြန်မာနိုင်ငံမှာတရဝင်းစတင်မိတ်ဆက်ပေးမယ်ခန္ဓာစီစဉ်ဖြစ်ပါတယ်ခင်ဗျာ So uh, today uh, we will introduce this uh, new product Mate 7 to our customer here uh, and uh, thank you thank you for your uh, kindly support for your long term support okay so here I will show uh, this uh, new product uh, to other friends. You live it. Live once. Live life. Huawei Ascend Mate 7. Hey, who? Huawei Brand Ambassador Pete. Hello, Tao Yukeda. not it leave out တယ်ပြီးတော့အခုတို့တွေဒီမှာ brand ambassador ပေးရပွဲရောပြီးတော့ဈေးမှာ Huawei ပွဲတွေရောခင်ဗျအများကြီးစုံနေတယ်ဒီနေ့ Huawei ကဒီစီးတဲ့နေဆက်ပေးတယ် Huawei အမှတ်စိတ်ပေါ်ပါခင်ဗျအမြင်လေးလည်းတော့စပြောပြပြပြပါအမ်ခင်ဗျာတော့ဟုတ်ကဲ့လေဒီ Huawei ကိုနေတိုင်းတုံးနေတော့လေတုံးလို့အဆင်ပြေတယ်နောက်ပြီးတော့ဟုတ် ပေးရတဲ့တမိုးထပ်ပြန်ရတဲ့လိုမီးပညာကဟိုပုံများတယ်လို့ခံစားမိရပါတော့033အာဟွာဝေးနဲ့ကင်လက်တွဲတာအခုဆိုရင်တစ်နှစ်ပြည့်တော့မယ်ပေါ့နော်ဘာလို့လက်ခံပြည့်လဲဆိုတော့ဟွာဝေးကလည်းဒီ မြန်မာတနိုင်ငံလုံးမှာတော်တော်များများပေါ့နော်လူများစုကတုံးတာလည်းဖြစ်တယ်ကိပရိသတ်တွေလည်းတုံးတယ်ပေါ့ပြီးတော့ဒါကလည်း international brand လည်းဖြစ်တယ်မြန်မာပြည်မှာလည်းအခုဆိုရင် market share တွေလည်းအများကြီးရထားတယ်ပေါ့အခုဆိုရင်ဖုန်းတွေကလည်းအများကြီးပါမှာအခု Huawei ဆိုရင်လည်းတကယ်ကိုပေါ့နော်ဒီအခုတို့ကြော်ညာရဲ့ Mate 7ဆိုရင်ဒီ fingerprint ဆက်ဒီ back bag မှာပေါ့နော်အဲ့လိုမျိုးပေါ့ပြီးတော့သူကရေးဆိုရင်လည်းဒီ touch screen ဖြစ်တဲ့အတွက်ကြောင့်ရေးဆိုရင်လည်းသုံးလို့ရတယ်ပေါ့အဲ့အဲ့လိုမျိုးအသာချက်တွေလည်းအများကြီးပေါ့အဲ့ဒီအတွက်ကြောင့်မလို့ကိလည်းဒီ Huawei ကိုလက်ခံပြတဲ့ဆိုတာကလည်းအဲ့လိုပေါ့ဒီမြန်မာပြည်သူပြည်သားတွေကိုဆင့်မြင့်ဤပညာတွေပေးနိုင်လိမ့်မယ်လို့ဖန်တီးနိုင်လိမ့်မယ်လို့ယုံကြည်ချက်ကြောင့်လည်းပါပါတယ်ရှင်ဟုတ်အခုလက်ရှိက director ကိုညိုမင်းလွင်နဲ့တရုတ်ဆောင်ကကိုလူမင်း နဲ့အာဟို suspense thriller ပုံစံမျိုးကားလေးရိုက်ပါမယ်မနေ့ပြန်ဆက်ပြီးတော့ဟုတ်တဲထတဲထရင်ဘူလေးပေါ့နော်ဟုတ်ဇလန်းလေးကတော့ထူကြတယ်ပရိသတ်စိတ်ဝင်စားလိမ့်မယ်လို့လည်းထင်ပါတယ်ရှင့်ရင်ခုန်နာကတော့အာရင်ခုန်နာပေါ့နော်ရရရင်တော့လေဟို အတိုင်းမသိပြောမှာပေါ့ဘာဘာဘလိုဖြစ်ပြိသက်တွေကလည်းအခုဆိုရင်ဟိုကြည့်ကိုဆူတောင်းပေးနေကြတဲ့အတွက်လည်းကြပြိသက်တွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်လို့ဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့အပင်းရဲ့ပြည်သက်တွေအကုန်လုံးကိုကြည်ကျစုအများကြီးတင်ပါတယ်လို့အရင်လဲချစ်ပါတယ်လို့ပြောချင်ပါတယ်။ ေးမိတ်ဆက်ပေါ်ရင်ကတော့ဒီလိုဥစားတဲ့အားပေးချင်းနေကြတဲ့အတွက်သူကကျေးဇူးတင်ပါတယ်ဟုတ်ဒီကတော့ကျမတို့ကဒီ customer တွေပို့ပြီးတော့ခါကြတော့ better quality ပြီးတော့ခါကြတော့ better service နောက်တစ်ခါကြတော့ better technology အဲ့ပုံစံမျိုးဖြစ်တဲ့ပြီးတော့ better design ပေါ့နော်အဲ့ဖုန်းတွေကိုကျမတို့ဒီ customer တွေသုံးဆွဲဖို့အတွက်ကျမတို့အနေနဲ့ကဖြည့်ဆည်းပေးနေတာပါဒီနေ့ထွက်ရှိတာ SM7 SM7 ကဆိုရင် screen size ကတော့6လက်မရှိတယ်ပြီးတော့ခါကြတော့ဒီသူရဟိုဒီ fingerprint sensor ပါဝင်တယ်7ကကြအယောင်3ယောင်ရှိတယ်ပြီးတော့ရွှေယောင်နဲ့ငွေယောင်ကကြတော့9သိန်းဝန်းကျင်ဖြစ်ပြီးတော့ sorry ငွေရောင်နဲ့အမဲရောင်ကကြာတော့9သိန်းဝန်းကျင်ဖြစ်ပြီးတော့ရွှေရောင်က6သိန်းဝန်းကျင်ဖြစ်ပါမယ်အခုတော့ဈေး market ထဲမှာဝယ်ယူလို့ရနေပါပြီ